ဘယ်လိုအောင်လဲမေးလားခင်ဗျာကျွန်တော်ဟိုဒီဘလိုမေးထားလေးပေါ့နော်ကျွန်တော်ဘဝမှာနိုင်တစ်လုံးမဲဝယ်ရမယ်ဆိုတော့ကျွန်တော်ဘာနိုင်ဝယ်ရမယ်ပေါ့ကျွန်တော်မေးထားပေါ့နော်တလုံးတော့မဟုတ်ဘူးเนาะကျွန်တော်စဉ်းစားတာဘယ်လိုမှစဉ်းစားလို့မရလို့ကျွန်တော်နှလုံးဖြစ်ပြီးမှဖြစ်ပါတယ်ပထမဆုံးတလုံးကတော့ကျွန်တော်နောက်ဆုံးဝယ်ထားတဲ့ Patek Philippe 5712 ਆ လေးဖြစ်ပါတယ်ဒီ ਆ လေးကဘာလို့လဲဆိုရင်ကျွန်တော်ပထမဆုံးပေါ့เนาะ Patek Philippe ရဲ့ slogan တော်တော်သဘောကျတယ်ပေါ့เนาะ You never actually own a Patek Philippe you merely look after for the next generations ပါးစင်မြေးဆက်တော့ကိုကထိမ့်သိမ့်ပေးရတာပေါ့เนาะကိုတကယ်ပိုင်တာမဟုတ်ဘူးပေါ့ဒီနိုင်ဆိုတာဘာလို့တော်တော်မိုက်တယ်ပေါ့เนาะ ကျွန်တော်ကကျွန်တော်ရဲ့ generation ကျွန်တော်ရဲ့ legacy အတွက်ကိုကျွန်တော်တကူတော့ခြံထားခြင်းနဲ့အဲ့တော့ကျွန်တော်ဒီနိုင်လေးကိုကျွန်တော်တားအောင်ကျွန်တော်ပေးခြင်းနဲ့ပေါ့နော်အဲ့ဒါကြီးလဲကျွန်တော်အဲ့ဒါကြောင့်ဒီနိုင်လေးကိုသဘောကျတယ်ပြီးရင် Patrick Philippe ဒီထက်ကဟိုပေါ့နော်ဒီဟိုပေါ့လာပြီးလာကွယ်ပါတာလေးတွေရောအဲ့ဒါတွေတော်တော်သဘောကျပြီးမှာပေါ့နော် Precious Matter ကျွန်တော်ကြိုက်တဲ့ Rose Gold နဲ့လောက်တာဖြစ်တဲ့အတွက်ကျွန်တော်မိုက်တယ်ပြီးတော့ Leather Strap နဲ့ဆိုတော့ကျွန်တော်ဟိုပေါ့နော်ပစိုးနဲ့ဝတ်လဲမိုက်တယ် Jimmy နဲ့ဝတ်လဲလိုက်မိုက်တယ် တော်တော်မိုက်ပြီးမှပေါ့နော်အသက်ကြီးလာလေတော်တော်အထာကြပြီးမှလူကြားတဲ့အတိုင်းပပလေးနဲ့နိုင်ပပလေးနဲ့တော်တော်လူတိုင်းငေးနေမဲ့နိုင်လေး status ပြလေအဆင်ပြေတယ်တော်တော်မိုက်တဲ့နိုင်လေးလုံးဖြစ်ပါတယ်အဲ့ဒါကြောင့်ဒါလေးပေါ့နော်ဒါပေမဲ့ကျွန်တော်ဘယ်လိုစဉ်းစားရလဲဆိုတော့တစ်ခါလေးကြာရင်ဒီ precious matters တွေကပေါ့နော်ပို့ပါတီတအားဝတ်သွားတာများရင်ဒီရွှေတွေကတိုင်းဖြစ်တတ်တယ်အချိုင်ကြီးပါတယ်ဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်တော့နောက်တလို့ကျွန်တော်ရွေးတာဖြစ်ပါတယ်အဲ့ဒါကတော့ကျွန်တော်လုံးဝအကြိုက်ဆုံးကျွန်တော်ရဲ့လုံးဝဝယ်ရင်ထဲအကောင်ဆုံးကျွန်တော် Rolex OP Tiffany Blue color လေးဖြစ်ပါတယ်ဒီ stee က 916ST ကိုတုံးထားတယ်ပြီးရင်ဒီ Rolex OP ကအဝေးရကြည့်ရင်နိုင်အကြောင်းမသိရလို့ဆို Rolex မှာမသိဘူးပေါ့နော်တော်တော်လေးကိုမိုက်ပြီးမှ low key ဖြစ်တယ် versatile ဖြစ်ပြီးမှအယောင်လေးကတော်တော်ကိုကျွန်တော်အပြောင်ချက်တာဆိုတော့တော်တော်လေးကိုမိုက်တဲ့နိုင်လေးဖြစ်ပါတယ်။အဲကြောင့်မို့ကျွန်တော်ကတော့ဘောနော်ပေါ်မှာပုံမှန်ဝတ်မယ်ဆိုရင်တော့ဒီနိုင်လေးကိုချိန်ပြီးမှကျွန်တော်ကတော့ဒီဟာလေးကိုတော့ပွဲသွားပါညာကျွန်တော်ရဲ့ legacy ကျွန်တော်ရဲ့ generation တွေကို lesson ပေးကန်နေတဲ့ကျွန်တော်ဒီနိုင်လေးကိုရွေးတာဖြစ်ပါတယ်။ကျွန်တော် ဒီနေ့ရောတော့เนาะကျွန်တော်အကြိုက်ဆုံးနိုင်နှလုံးကျွန်တော်ပေါ်မှာနိုင်နှလုံးဝင်ဆိုဘယ်နိုင်ဝင်လဲဆိုတော့ကျွန်တော်ပြပြသွားပြပါခင်ဗျာနောက်ဒီပတ်လည်းကျွန်တော်ဒီတက်ကောင်းလေးကောင်းလေးနဲ့ပြန်လာခဲ့ပါဦးမယ်အားလုံးကျေးဇူးတင်ပါခင်ဗျာ